ရှမာကုခရစ်ဝင် အခန်းကြီး15အငယ်1မှ49နနဲ့အချိန်တွင်ယေဘရဟိအကြီးတို့သည်မဆိုင်မလင့်ဘဲလူအကြီးအကဲကျမ်းပြုစရာလွတ်အရာရှိအပေါင်းတို့နှင့်တိုင်ပင်ခြင်းကိုပြု၍ယေရှုကိုခြိနှောင်ပြီးလင်ပိလက်မင်းထံသို့ဆောင်းသွား၍အပ်လိုက်ကြ၏ပိလက်မင်းကတင်သည်ယူဒရှင်ဘုရင်မှန်တယ်လို့ဟု ကိုရောကိုမေးလျင်မင်းကြီးမေးသည့်အတိုင်းမှန်သည်ဟုမိန့်တော်မူ၏ ယေဘရဟိအကြီးတို့သည်ညားစွာသောအပြစ်ကိုတင်ကြ၏တဖန်ပြည်လက်မင်းကတင်ဒီတခွန်းကိုမြပြန်၍မပြောသလိုတင့်တဖက်၌အပေမြလောက်တက်တည်ခံကြသည်ကိုကြည်ပါဟုမေးမြန်းပြောဆိုတော်လဲစကားတခွန်းကိုမြပြန်တော်မမူသည်ကိုပြည်လက်မင်းသည်အံ့ဩလေ၏ထိုပွဲ၌မြို့ဝင်မင်းသည်အကျဉ်းထားသောသူတို့တွင် လူများတောင်းသောသူတယောက်ယောက်ကိုလှွတ်တတ်၏ထိုအခါပုံကံ၍လူအသက်ကိုတတ်သော အပြစ်တင်သောဘရဘတ်အမည်ရှိသောသူတစ်ယောက်သည်ပုံကံသောအပေါင်းအဖော်တို့နှင့်တကွအချင်းခံလျက်ရှိ၏လူအပေါင်းတို့သည်မိမိတို့အားပြုမြဲပြုပါမည်အကြောင်းအော်ဟစ်၍တောင်းပန်သောအခါပိလက်မင်းကသင်တို့သည်ယူဒရှင်ဘရင်ကိုလွတ်စေခြင်းတလို့ဟု ပြန်၍မေး၏အဘယ်ကြောင့်ဤသူမေသနီဟုမူကားယိပရောဟိတ်အကြီးတို့သည်မနာလိုသောစိတ်နှင့်ယေရှုကိုအနှံချောင်းကိုတည်၏ ပိလက်မြင်းသည်ယေရှုကိုမလွတ်ဘာရဘကိုလွတ်စေခြင်းကယိပရောဟိတ်အကြီးတို့သည် လူအစုအဝေးကိုနှိုးဆော်ကြ၏တပန်ပိလက်မြင်းကယူဒရှင်ဘရင်ဟုတင်တို့ခေါ်ဝေါ်တော်သူကိုအဘယ်သို့ပြုရမည်နည်းဟု မေးပြန်တော်ထိုသူအပေါင်းတို့ကသူ့ကိုလောဝါကတ်တိုင်မှာရိုက်ထားပါဟုဟစ်ကြ၏ပိလက်မြင်းကလည်းအဘယ်ကြောင့်နည်းအဘယ်အပြစ်ကိုပြုပြီသည်နည်းဟုမေးလျင် ထူးထူးကိုလဝါကတိုင်မှာရိုက်ထားပါဟု လူများတို့သည်တာ၍ဟစ်ကြ၏ပြည်လက်မင်းသည်လည်းလူများတို့၏စိတ်ကိုပြေစေခြင်းကအလိုရှိ၍ဘရဘကို သူတို့အားလွတ်လေ၏ယေရှုကိုက ရိုက်ပြီးလျင်လဝါကတိုင်မှာတတ်စေခြင်းကအပ်လိုက်လေ၏ထိုအခါစစ်သူရဲတို့သည် ကိုတော်ကို ပြဲတော်ရီယုံဒီဟုသောအိမ်တော်ဦးအတွင်းသို့ဆောင်းသွား၍စစ်သူရဲ့တဒက်လုံးကို စုယုံစေပြီးမှ ကိုရောအာနီမောင်းသောအဝတ်ကိုဝတ်စီ၍စူးပင်နှင့်ရက်သောဥယျစ်ကိုတင်ပြီးလျင်ယူဒရှင်ဘုရင်ကိုရောတီမင်္ဂလာရှိစေတည်းဟုကောင်းကြီးစကားကို ပြောကြ၏ခေါင်းတော်ကိုကျူးလုံးနှင့်ရိုက်ခြင်းတတွေးနှင့်ထွေးခြင်းရှေ့တော်မှဒူးထောက်၍ပြက်ဝတ်ခြင်းကိုလည်းပြုကြ၏ထို့သူကိုရောကိုပြက်ရယ်ပြုသည့်နောက်နီမောင်းသောအဝတ်ကိုချွတ်၍အဝတ်တော်ကိုဝတ်ပြန်စေပြီးလျင်လဝါကတိုင်မှာ ရိုက်ထားခြင်းကထုတ်သွားကြ၏အာလီဇန်ဒုနှင့်ရူဖူ၏အဘရှိမုံအမိရှိသောကုရေနေပြည်သားတယောက်သည် တောရွာမှလာ၍လမ်း၌သွားသည်ကို သူတို့သည်တွေ့လျင်အနိုင်ပြု၍လဝါကတိုင်တော်ကိုထမ်းစေကြ၏ဥကောင်းခွန်အယက်ဟုဆိုလိုသောဂောလာဂောတာအယက်တို့ကိုရောကိုဆောင်းသွားပြီးမှမုရံနှင့်ရောသောစပြည့်ရေကို ကိုရောအားတောက်ဆိုင်သောငါပေးလျင် မခံမဲနေတော်မူ၏ လဝါကတိုင်မှာရိုက်ထားပြီးလင်အဝတ်တော်ကိုစည်ရည်တန်ချ၍အတီးအတီးတို့အားဝေဖန်ကြ၏ကိုရောကိုလဝါကတိုင်မှာရိုက်ကြသောအချိန်ကနနက်တစ်ချက်တည်းအချိန်ဖြစ်သည် အပြစ်ဖော်ပြသောကပီးလိမ့်စာချက်ဟူမူကယူဒရှင်ဘရင်ဟုရေးထားသည် ကိုရောနှင့်တကွဓမြနှစ်ယောက်တို့ကိုလက်ရတော်ဘတ်၌တယောက်လဝဲတော်ဘတ်၌တယောက်လဝါကတိုင်မှာရိုက်ထားကြ၏ ်ထို့သူမတရားသောသူတို့နှင့်ရေတွက်ဝင်ခြင်းတို့ရောက်သည်ဟု ဆိုသောစံစာချက်သည် ပြည့်စုံခြင်းတို့ရောက်သည်။လမ်းမှာတွာလာသောသူတို့ကလည်းဟဲ့ဗိမာန်တော်ကိုဖြိုဖျက်၍သုံးရက်အတွင်းတွင်တိဆောက်ပြန်သောသူကိုကိုကိုကဲ့တင်လော့လဝါကတ်တိုင်မှဆင်းလော့ဟုမိမိတို့ခေါင်းကိုညှိ့၍ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏။ထိုနည်းတူယေဘုဟိအကြီးစံပြူစရာတို့က ဤသူသည်သူတပါးတို့ကိုကဲတင်တတ်၏ကိုကိုမကဲတင်နိုင်ပါတကားငါတို့မြင်၍ယုံကြည်စေခြင်းငါဤသရီလာရှင်ဘရင်ဒီဟုသောခရစ်တော်သည်လဝါကတိုင်မှယခုဆင်းပါလေစေဟုအချင်းချင်းပြည့်ရဲ့ပြူပြီးပြောဆိုကြ၏ကိုရောနှစ်တကွာလဝါကတိုင်မှရိုက်ထားသောသူတို့သည်လည်းကဲ့ရဲ့ပြစ်တင်ကြ၏မွန်းတဲ့အချိန်မှစ၍သုံးချက်တီအချိန်တိုင်အောင်မြေတစ်ပြင်လုံး၌မှောင်မိုက်အတိဖြစ်လေ၏ ုံးချက်ဒီအချိန်၌ယေရှုကအီလီအီလီလာမရှာဘခတနီဟု ကြီးသော အသံနှင့်ကြွေးကြော်တော်မူ၏အနက်ကအကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု ဆိုလိုသည် အနာ၌ရက်နေသောသူအချို့တို့သည်ကြားလျင်သူသည်အေလိယကိုခေါ်သည်ဟုဆိုကြ၏လူတယောက်သည် ပြေး၍ရေမှူတထွေးကို ပုံးရည်နှင့်ပြည့်စေပြီးလျှင်ကျူလုံးဖျား၌တက်၍ ကုရောအားတောက်စိန်သောငါပေးလျက်ရှိစီတော့အီလီယာသည် သူ့ကိုချက်ယူခြင်းကလာမီမလာမီကိုကြိကြကုန်အံ့ဟုဆို၏ယေရှုသည်ကြီးသောအသက်နှင့်ကြွေးကြော်၍အသက်ချုပ်တော်မူ၏ထိုအခါဗိမာန်တော်ဤကလကာသည်အထက်ဆုံးမှ အောက်ဆုံးတိုင်အောင် ဆုပ်ကွဲလေ၏ထိုသို့ကြွေးကြော်၍အသက်ချုပ်တော်မူကြောင်းကို ရှိတော်၌ရက်နေသောတတ်မှုသည်မြင်လျှင်စင်စစ်ဤသူသည်ဘုရားသခင်ဤသားတော်မှန်ပေ၏ဟုဆို၏ မိမအချို့တို့သည်လည်းထိုအရက်၌အဝေးက ကြည့်ရှု၍နေကြ၏ထိုမိမတို့တွင် ကိုတော်သည်ဂါလိလဲပြည်မှရှိတော်မူစဉ်နောက်တော်သို့အလုအကျွေးလိုက်သောမာဂဒလမာရီယာကုပ်ငယ်နှင့်ယောသေ၏အမိဖြစ်သောမာရီနှင့်ရှာလုံတို့မှဆ၍နောက်တော်၌ယေရုရှလင်မြို့သို့လိုက်လာသောအခြားမိမများလည်းပါကြသည် ထိုနေ့ကအဖိတ်နေဒီဟူသောပရကုနေဖြစ်သောကြောင့်ညအချိန်ရောက်မှအတရီရှိသောလှုပ်အရာရှိအရိမသဲမြို့သားယောသက်သည်ဖျားခင်ဤနိုင်ငံတော်ကို မျှော်လင့်တော်သူ ဖြစ်သည်နှင့်ပိလက်မင်းထံသို့ရဲရင်စွာဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏ယေရှုသည်ယခုပင်တေဒီကိုပိလက်မင်းသည်အံ့ဩခြင်းရှိသဖြင့်တတ်မှုကိုခေါ်၍တေဒီကကြာပြီလောဟုမေး၏ တေချောင်းကိုတက်မှုစကားဖြင့်တိလင်အလောင်းတော်ကိုရောတက်အားအပ်ပေ၏ရောတက်သည်ကိုတော်ကိုချ၍မိမိဝဲခဲ့သော ပိတ်ချောနှင့်ပက်ရစ်ပြီးလင်ကြောက်၌ထွင်းသောတင်းချိုင်းတွင်ထဲမှထား၍တွင်း၌ကြောက်ကိုလှိမ့်ထားလေ၏မဂဒလမာရီယောသေ၏အမိဖြစ်သောမာရီတို့သည် အလောင်းတော်ထားရာအရက်ကို ကြည်ရှုကြ၏အာမင် God bless you